Hello မငဲရအောင် အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ချက်ရလွယ်ကူစားလို့ကောင်းတဲ့ကြက်သားမစလာဟင်းအချောက်လေးကိုချက်ပြမှာဖြစ်ပါတယ်ရှင်အားလုံးမီလေးနဲ့တူတူလက်ကြည့်ကြရအောင်ရှင်ကြက်သားကိုတော့အိမ်ကျက်နဲ့ကျက်ဥတိမ်တွေထည့်သုံးထားပါတယ်ရှင်စားဟင်းကစွန်တဝက်လောက်ထည့်ပါမယ်ရှင်ချိုမောဟင်းကစွန်တဝက်လောက်ထည့်ပါမယ်ရှင်အသားမောဟင်းကစွန်အနည်းငယ်ထည့်ပါမယ်ရှင် မဆလာကိုဟင်းကဆုံအပြည့်လောက်ထည့်ပါမယ်ရှင်။ငရုတ်ကောင်းမောက်အနှဲငယ်ထည့်ပါမယ်ရှင်။စိမ့်စားငပိအနှဲငယ်ထည့်ပါမယ်ရှင်။ခရုစီဟင်းကဆုံအပြည့်ထည့်ပါမယ်ရှင်။ပဲစီဟင်းကဆုံတဝဲလောက်ထည့်ပါမယ်ရှင်။ပြီးလို့ရှိရင်တော့စတားသေးကိုစိတ်ဝင်သွားတဲ့အထိနှက်သွားအောင်မီလေးတို့နေထားပေးပါရှင် ပြီးလို့ရှိရင်တော့9မိနစ်6မိနစ်လောက်နှက်ထားပေးပါရှင်။အိုးပူလာပြီဆိုရင်တော့စီထည့်ပါမယ်ရှင်။ချက်သွန်နီစီတက်ပို့တွဲချက်သွန်နီသုံးလုံးနဲ့ချက်သွန်ဖြူငါးမွာကိုထည့်သုံးထားပါတယ်ရှင်။စနွေးအနှဲငယ်ထည့်ပါမယ်ရှင်။အယောင်တင်မှောက်ဟင်းခက်ဇွန်အပြည့်ထည့်ပါမယ်ရှင်။ငရုတ်ကျမ်းမှောက်ဟင်းခက်ဇွန်အပြည့်လောက်ထည့်ပါမယ်ရှင်။ ီလို့ရှိရင်တော့ကျက်သွန်နီစီတက်ပို့သွားကတော့နည်းနည်းကြကြလေးနဲ့အနက်မှွေးသွားတဲ့အထိနနလေးတက်ပေးဖို့လိုပါတယ်ရှင်။နောက်ထပ်မဆလာအနဲငယ်ထည့်ပါမယ်ရှင်။ထုတ်ထားတဲ့စပလင်လေးပင်ကိုထည့်ပြီးတော့စီထက်တက်ပါမယ်ရှင်။နေထားတဲ့စက်သားကိုထည့်ပေးပါမယ်ရှင်။ ပြီးလို့ရှိရင်တော့စက်သားကိုစက်သွန်နီစီတက်ထားတာနဲ့ရောသမားမှုေပြီးတော့နည်းနည်းကြကြလေးမှုေပေးပါရှင်။စက်သားထဲကအစီထွက်လာတဲ့အထီးကိုမီလီတိုကမှုေပေးရပါမယ်ရှင်။ပြီးလို့ရှိရင်တော့ရေအပြည့်ထည့်ပါမယ်ရှင်။ အဖုံးကိုဖုံးပြီးတော့ပြန်တည့်ပေးပါရှင်ကဲအရဒါဆန်ဘိုအတွက်မိလေတို့ချက်တာဟင်းကိုထမ်းမွေပေးပါမယ်ရှင်။ကဲမိလေကြတော့ချက်တာရဲ့အရဒါကိုဆန်းကြည့်မှာပေါ့ရှင်။ အရတာက ပေါ်တဲ့အတွက်ကြောင့်မို့နောက်ထပ်ငံပြရေးထည့်သုံးထားပါတယ်ရှင်။ပြီးလို့ရှိရင်တော့ပြမွေပေးပါရှင်။အင်ဂျက်ဖြစ်တဲ့အတွက်ကြောင့်မို့ခက်ကြကြလေးထည့်ချက်ရမှာဖြစ်ပါတယ်ရှင်။နောက်တစ်ကြော အဖုံးအုပ်ပြီးတော့ပြန်တည်ထားပေးပါရှင်။ကဲအခုဆိုရင်တော့ချက်သားမဆလာဟင်းအချောက်လေးကိုချက်ဖြစ်သွားပါပြီရှင်။အနက်ကလည်းမှုမှွေးလေးနဲ့ အယံကိုစားချင်းစရာဟင်းလေးပဲဖြစ်ပါတယ်ရှင်။မိလေးကတော့အနဲ့ရနေရင်းတဲ့တောင်ဘိုက်ကထဆလာပါပြီရှင်။ကဲချက်ရလွယ်ကူစားလို့ကောင်းတဲ့ချက်သားမဆလာဟင်းအချောက်လေးကိုမိလေးချက်ပြထားပေးပါတယ်ရှင်။တငယ်ချင်းတို့လည်းနားရမှာချက်စားကြည့်ပါနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။